လေတွေကြိုတက်နေတဲ့ပန်တိုဂျာကို ACE ပဲတုတ်ပြန်လိုက်တဲ့ဂျိုရှွာပန်လက်ရှိ UFC Flyweight Dan Champion လက်ဇနာပန်တိုဂျာနဲ့တက်စီဆောင်မြမဖိုက်တာလေးဂျိုရှွာပန်တို့ဂျာကဖြစ်ပွားနေတဲ့အချိန်ကစီမီတက်ကတိုက်ခိုက်မှုတွေတိုက်စိပိုင်းဆိုင်ရာစစ်ပွဲတစ်ခုဖြစ်ပိုပြီးရှုမြင်ခံရရပါတယ် ဒီဒီဘက်ပရိသတ်ကြောင့်မှချန်ပီယံတို့ရဲ့တည်ငြိမ်မှုကင်းမဲ့ခြင်းနဲ့စင်ကာပူကရန်သူရဲ့ပါနာတဲ့ဉာဏ်ပညာကိုရှင်းလင်းစွာခွဲခြားပြသလိုက်ပါတယ်။တူရိုနီယောက်ထိတဲ့ရင်ဆိုင်ကြောင့်ပဲဘွဲကလာမဲ့ဒီဇင်ဘာလ9ရက်နေ့မှာကျင်းနယ်ရှင်ပြိုင်ထိုးတဲ့သွားချောင်းမှာဖြစ်ပါတယ်။ USC ချန်ပီယံပန်ဒိုဂျာကကမ္ဘာပိုင်ရှင်တို့ရဲ့ဂုံပုံးနဲ့လုံးဝကိုစမ်းကြမ်းမဲ့ဖြစ်တဲ့ပြုမှုတွေကိုပြသနေပါတယ်။ပြိုင်မဲ့ပေါ်မှာတမျိုးပြီးတမျိုးမကြာခဏဆိုရှယ်မီဒီယာတွေကနေလေးတိုက်ပြီးစိတ်သက်စစ်စင်ရေးတွေလုပ်နေတာကဘွဲကိုဆောင်းမြောနေတဲ့ပရိသတ်ကြောင့်မှသူရဲ့ပုံရိပ်ကိုပိုပြီးကြာဆင်းစေခဲ့ပါတယ်။အမေရိကန်ဆိုရင်ချန်ပီယံတူကကိုကိုကိုယုံကြည်မှုရှိစွာနဲ့တည်ငြိမ်ပြီးအေးဆေးစွာရင်ဆိုင်နေရမယ်ဆိုတာပန်တူဂျာကခပတ်ကိုလက်လို့ရမှာကိုစိုးရိမ်စေတာမှမဟုတ် အတားကြီးမှုတစ်ခုခုကြောင့်ကလေးဆန်တဲ့ပြုမှုတွေဖြစ်ပြသနေတာမျိုးဖြစ်ပါတယ်။ခပတ်ကိုပိုင်ဆိုင်ထားပြီဆိုပြီးအမြဲတမ်းငါပိုင်မဲလို့ယူဆနေတဲ့တွင်းမျိုးကယုံကြည်မှုထက်အတားကြီးလုံးရရောက်နေပြီးလက်ရှိဖိုက်တာလောကရဲ့ပြောင်းလဲနေတဲ့သဘောတရားအရဘယ်သူမှတာဝရမတည်မြဲနိုင်ဘူးဆိုတာကိုသူမီလီယံနေပုံရပါတယ်။ငရွေပြည့်အတွက်ကြောင့်လူနဲ့တည်တဲ့တက်တစ်ဆော့ဖိုက်တာဂျိုရှွာပိုင်ရဲ့တုံ့ပြန်မှုကတော့အလွန်ကိုထက်မြက်ပြီးအမျှော်မြင်ကြီးမားနေပါတယ်။ဘန်နူဂျာရဲ့ရွေချက်ရှိရှိလေးတိုက်မှုကိုလေးပြတ်မလိုက်ပဲ အလုံးနဲ့ပြန်လည်တုတ်ပြန်ခဲ့တာကဆဲလုဆောင်မှုထက်ဉာဏ်ပညာကိုသာအသုံးပြုလိုက်တာဖြစ်ပါတယ်ပန်နိုဂျာကချုပ်ကွက်နဲ့နိုင်ယူမဲလိုပို့စတင်ပြီးစင်ခေါ်ခဲ့တဲ့ခါမှာတော့ဂျိုဂျိုဘန်ကဂျူဂျစ်စုခပန်းနဲ့စီတွားရောက်လေးချင်းနဲ့တုံရင်းနဲ့တုံပြန်လိုက်တာကလူပညာမြောက်တဲ့လက်စားချင်မှုတစ်ခုလည်းဖြစ်ပါတယ်ဂျိုဂျိုဘန်ကလေတိုက်ခင်ရတဲ့ရာကိုမင်းကငါ့ကိုထုတ်ကွက်နဲ့နိုင်မဲလိုပြောတာငါအားနဲ့ချက်ကိုပြသတာပဲလို့သဘောပေါက်ပြီးအဲ့ဒီအားနဲ့ချက်ကိုအလင်းမြအားသာချက်ဖြစ်လာအောင်ဂျိုးစားပြနေပါတယ်ဒီလိုမျိုးတရင်စွာစဉ်းစားပြီးလက်စားချီတဲ့ပုံစံတော့မယ်ဘန်ကလူအောင်လေးမှာပို့ပြီးရင်းချက်သူပို့ပြီးတရင်သူဖြစ်ချီးကျူးခံရပြီးချန်ပီယံပန်နိုဂျာကိုတောင်စိတ်ပိုင်းဆိုင်ရာ PR တစ်ခုပေးလိုက်နိုင်ခဲ့ပါတယ် န်တို့ကခုလိုအာချောင်းလေးတိုက်ချင်းနဲ့သူ့ရဲ့စေးတိုက်ကိုထိုးပြလိုက်တာကသူကိုယ်သူဒုက္ခရောက်မဲ့ကကြမာမျိုးကိုသူ့ပါသူဖန်တီးနေတယ်လို့ဖြစ်နေပါတယ်။ဒါကြောင့်လဲဆိုတော့တင်ငင်လုံးနဲ့ရာတစ်ခုကပောက်ကွဲပြရင်ပူပြီးကြမ်းတက်တယ်ဆိုတဲ့သဘောတရားကိုပန်တို့ကမီလီယံနေပုံရလို့ပဲဖြစ်ပါတယ်။ဂျူဂျောဘလိုဖိုက်တာတူဦးကဒီလိုမျိုးကြီးမားတဲ့ပွဲစဉ်အဆင့်ထိရောက်လာတာကအလကားမဟုတ်ဘူးဆိုတာကိုပန်တို့ကသိထားသင့်ပါတယ်။ဂျူဂျောဘကပန်တို့ကိုလွယ်လွယ်နဲ့အမှတ်ပေးမဲ့ဖိုက်တာမျိုးမဟုတ်ပဲချန်ပီယံကိုမင်းပါလဲငါပါလဲဆိုတဲ့ပုံစံမျိုးနဲ့ပြတ်သက်စော်ပြဖို့စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးသားဖြစ်နေမှာပါ။ ဒါကြောင့်ပန်တိုဂျာနေနဲ့ဒူလီတိုက်ထားတဲ့ဂျိုးဆက်တွေကိုပွဲနေမှာကောင်းကောင်းကြီးခန်းစားသွားရပွဲရှိပြီးမြန်မာဖိုက်တာဂျိုးရှွာဘန်ကတော့ပွဲပြီးမှချန်ပီယံတစ်ဖြစ်တာမကပဲစစ်တပိုင်းဆိုင်ရာအောင်ဝဲခံသူဖြစ်ပါအများကြီးချီးကျူးမှုကိုရယူနိုင်ဖို့အတွက်ခွင့်ရေးများပြားနေပါတယ်အထင်သေးချင်တိုင်းသိလို့မရတဲ့စိန်ခေါ်သူတို့ဦးရဲ့တည်ငြိမ်မှုကချန်ပီယံကိုရင်ဆိုင်ဖို့အစဉ်သင်းဖြစ်နေပြီလည်းဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဆက်တဲ့အမားတို့ချစ်တဲ့